လူ29ဦးဒဏ်ရာရပြီးအဆောက်အဦပျက်စီးခဲ့ရတဲ့လေ့ကျင့်ရေးအစီအစဉ်တစ်ခုတွင်ရွာကုန်မတော်တဆဘုံကျဲမိခဲ့တဲ့လေတက်လေရင်မှုနှစ်ဦးတောင်ကိုရီးယားစစ်ဘက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးမှုတွေကမတ်လ23ရက်နေ့ကရာဇဝမှုဆိုင်ရာနဲ့ဆွဲချက်တင်လိုက်ပါတယ်ရွာကုန်မတော်တဆဘုံကျဲခဲ့ကြတဲ့လုံရဟာလေယာဉ်မှုတွေရဲ့အမှားကြောင့်ဖြစ်ပွားခဲ့ရတာလို့တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနစုံစမ်းစစ်ဆေးရေးမှုကပြောကြားထားပါတယ်။ စိုးစိုးဝါးဝါးအန်ဒီရဲ့ဖြစ်စေမှုအတွက်လေယာဉ်မှူးနှုတ်ကိုရာဇဝတ်မှုဆိုင်ရာနမောနမဲနိုင်မှုနဲ့ဆွဲချက်တင်ထားကြောင်းစုံစမ်းစစ်ဆေးသူတွေက ပြောပါရယ်။တောင်ကိုရီးယားနယ်စပ်အနီးလက်တွေ့ပစ်ခတ်လေ့ကျင့်ချိန်တွင်တောင်ကိုရီးယားတိုက်လေရင်နှစီကဖိုချွန်ရွာကိုဘုံရှစ်လုံးကျဲချခဲ့မိတာဖြစ်ပါရယ်။ဟိုချွန်းရဲ့အနီးတဝိုက်ဒေတာကိုတောင်ကိုရီးယားနဲ့အမေရိကန်စစ်တပ်က လေ့ကျင့်မှုပြုလုပ်ရာဒေတာအဖြစ်အသုံးပြုနေကြတာပါ။ အနေရဖြစ်လာနိုင်ခြင်းနဲ့ပတ်သက်လို့ဒေသခံတွေတိုင်ကြားထားတာအတော်ကြာပြီးမှဒီဖြစ်ရဖြစ်ပွားခဲ့တာဖြစ်ပါတယ်။လေယမူးနှုတ်ဦးဟာလေယမောင်းနယ်ခွင့်တားမြင့်ခံခဲ့ရပြီးသူတို့ရဲ့လေကြောင်းပြန်တမ်းမှုဆိုင်ရာအတိမတ်ပြုချက်ကိုလည်းပြန်လည်စစ်ဆေးဖို့စီစဉ်ထားတယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။ဒီလိုဖြစ်ရကြောင့်ကိုရီးယားနှစ်နိုင်ငံကြားတိုက်ခိုက်မှုဖြစ်လာနိုင်တဲ့အနေရရှိတယ်လို့လည်းမြောက်ကိုရီးယားကပြောဆိုထားပါတယ်။